မင်္ဂလာပါခင်ဗျခါ channel ကနေပြန်လည်ကြိုဆိုပါရစ်ဒီကနေ့တင်ဆက်ပေးမှာကတော့ဆိုင်းသူမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်ဘူးထင်တဲ့ဝိညာဉ်ထောင်ဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားပါမယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးခင်ဗျဘေးနားမှာရှိတဲ့ notification ring လုံးလည်းနေပေးထားပါဦးမောင်ဘူးထင်တို့ကကြေကွဲဝမ်းနေနေတဲ့ပေတူးကိုနှွားချောင်းကနှစ်သိမ့်ပေးနေတယ်ပေတူးလောကမှာလူဆိုတာကမွေးပြီးသေမယ်ဆိုတာတဘာဝအဲ့ဒါဆိုရင်မင်းသေကြည့်ပါလားအဲ့လိုလည်းမဟုတ်သေးဘူးလေမင်းသိပါတယ်ငါပြောတာကသေခြင်းတရားဆိုတာ ဘသူမှရှောင်လဲလို့မရဘူးလို့ရောက်ဘုံကြီးကဟောတယ်မလားကိုထက်ကြီးသူကိုအောက်လူဒေသူများလာပြီတဲ့အဲ့ဒီလင်္ကာတွေတောင်မှငါတို့အလို့ရနေပြီလေကွာတာအေးကပေတုကိုတရားနဲ့ဖြီးလို့သဘောရတဲ့စကားချန်တဲ့သူတွေကပဲအမြင်ကပ်လာတဲ့အထိဖြစ်ရတယ်ပေတုကိုတရားဟောရတာကမောလာရန်ရှိတဲ့တာအေးဟာသူတို့နွားကြောင်းနေတဲ့နေရာနဲ့မလမ်းမကန်းကရေရင်းနာကိုသွားပါတော့တယ်ရေရင်းမှာရင်ငင်ပုံးမရှိဝဇိဘိတ်ကသာကြိုးတက်ပြီးရင်ငင်ပုံးပြုတ်လုပ်ထားခြင်းဖြစ်ပါတယ်တာအေးကအဲ့ဒီရေရင်းနာသွားပြီးဝဇိဘိတ်ကလေးနဲ့ရေတောက်နေတာကိုပေတုကကြည့်လို့ အဲ့ဒီကောင်တော်တော်ကိုရှာရှည်တဲ့ကောင်ဟုတ်တယ်စကားလေးတော်တော်များတယ်ငါဘောက်လွမ်းနေတာတော့မှအဲ့ဒီကောင်တန်ကြားပြီးလွမ်းလို့တော့မရတော့ဘူးမာမိုးတင်တို့ကตาကြီးကိုကြည့်ပြီးအတင်းပြောနေတော့ตาကြီးရေတောက်နေရကသီးသွားတယ်ဒီနောက်တော့ตาကြီးကမာမိုးတင်တို့ရှိရာကိုပြန်လှည့်လာပြီးဟေ့ရောင်လေးမင်းတို့ငါ့ကိုကြည့်ပြီးအတင်းပြောနေတယ်မလားလို့မေးတယ်မဟုတ်ပါဘူးကွာဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲငါရေမသီးစဘူးသီးနေတယ်မင်းတို့တွေငါအတင်းပြောနေလို့ပေါ့မာမိုးတင်တို့ကဘာစကားမှခွန်းလို့ပြန်ခြင်းမရှိဘဲနဲ့ငြိမ်နေလိုက်ကြတယ် ဒီနောက်မှာတော့မဘိုးတင်ကသူ့ရဲ့အိမ်မက်အကြောင်းကိုကျန်တဲ့သူတွေကိုပြောပြလိုက်တယ်။ကိုဘိုးတွေကျုပ်အိမ်မက်ထဲမှာပေတူးဘဝိညာဉ်ကိုအောက်လန်းဆရာတယောက်ကထောင်းချထားတယ်လို့ကျုပ်မိကပြောခဲ့တယ်။ဟုတ်ကောဟုတ်ရဲ့လားဘိုးတင်။အဲ့ဒါဆိုရင်ပေတူးဘကရုတ်တရက်ကြီးဘာလို့တည်ပြီးတော့မှဖတ်ဝင်နေရတာတော့။အဲ့ဒါတော့ဟုတ်တယ်ဘိုးတွေ။ကျုပ်ဘဘလို့ဖြစ်ပြီးရုတ်တရက်ဆုံးသွားတယ်ဆိုတာကိုသိကျင်တယ်။ကျုပ်ကတော့ဘိုးတင်ပြောတာယုံတယ်။ပေတူးကမှဘိုးတင်ကိုတရားကြည့်ပြီးယုံကြည်ကြောင်းပြောနေတယ်။အဲ့ဒီနောက်တော့ဘိုးတွေနဲ့တာရာတို့ကလည်းခေါင်းငုံကြီးလို့ ဟုတ်ပါတယ်ငါတို့တက်ဘိုးတင်ကဒီလိုကိစ္စတွေမှာပူပြီးနားလေတယ်မင်းဘယ်လိုလုပ်ချင်သလဲသာပြောကျောင်းကတော့ညာပိုင်းပေတူးတို့အကွက်ထဲကိုသွားကျင်တယ်ဦးတန်းလန်ကနန်းထည်ကြီးထူးပြီးအခုလိုကိစ္စတွေဖြစ်တယ်ဆိုတော့အဲအကွက်နဲ့ပတ်သက်နေလောက်တယ်မင်းသဘောကွာအဲ့ဒါဆိုရင်ငါတို့ညာပိုင်းကိုပေတူးတို့အကွက်ထဲကိုသွားကြတာပေါ့မောင်ဘိုးတင်တို့ကသူတို့ပြုလုပ်မဲ့အရာတွေကိုတိုင်ပင်ပြီးတဲ့နောက်တစ်ယောက်နဲ့တစ်ယောက်ဘာစကားမှမပြောကြဘဲနဲ့အတွေးကိုစီနဲ့တွေးနေကြတော့တယ်ဘေဘီရွာရဲ့ညနေအချိန်ခါကတဖြည်းဖြည်းရောက်ရှိလာပြီချွဲချောင်းသားနွားချောင်းသားလေးတွေ နွားရိုင်းသွင်းခြင်းမို့လို့ရွာဝင်မှာကျွမ်းသားတွေရဲ့တွန်းတန်းနေအော်တန်းနေနဲ့ကျွမ်းကြောင်းသားနွားကြောင်းသားလေးများရဲ့တယောက်နဲ့တယောက်စကားပြောတဲ့ဒီနောက်ရွာဝင်မှာရှိနေတဲ့အိမ်ကြီးကမိဘတွေရဲ့သားသမီးတွေကိုစုံငေါတန်းတွေကထုံးစံတဲ့ညံစီနေတော့တယ်ဟဲကမာလီညီအဖို့တီချိုနွားရိုင်းသွင်းခြင်းရောက်ပြီသို့မောင်လက်ဘက်ထွက်မနေနဲ့ဦးကျော်စီကျဲဦးနင်းမလို့သိနေအောင်မယ်ဒီလိုနဲ့စုညံတန်းနေနဲ့ပေမေရွာလေးရဲ့ညံကြီးကတပြေးပြေးမိုးချုပ်သွားတယ်အဲဒီနောက်မိုးချုပ်ခြင်းရွာဝင်လမ်းမှာလူငယ်၄-၅ယောက်ဆူယုံနေကြတယ် သူတို့ကလွယ်ရည်တွေကိုကိုစီလွယ်ထားကြသလိုအကြီးဆုံးဖြစ်တဲ့ဘုရုရဲ့လက်ထက်မှာကျွတ်ထိုးတဲ့မိန်းတစ်ချောင်းနဲ့သားရဲ့လက်ထက်မှာတော့ရာမြန်ဆက်ကူလေးတွေပါလာတယ်။မဘုရုရဲ့လက်ထက်မှာတော့မြင်းကြီးပါလာတယ်။ဘေဒူသူကဘုရုနဲ့သားရကိုကြည့်လို့ကိုဘုရုနဲ့ကိုသားရခင်ဗျားတို့ကြည့်ရတာကျွက်လေသွားမဲ့လူတွေနဲ့တူနေတယ်လို့ပဲ။ဟုတ်တယ်ကငါလည်းပြောမလို့ပဲ။ကိုဘုရုတို့ကကျွက်လေသွားကြမှာကြာနေတာပဲ။ဘေဒူရဲ့ပြောစကားကိုထောက်ခံစကားဆိုသူကသားကြီးဖြစ်တယ်။သားကြီးကဘုရုရဲ့လက်ထက်ကမိန်းကိုကိုင်းလိုက်ပြီးဆက်ပြီးစကားဆိုပြန်တယ်။ခင်ဗျားမိန်းကလည်းအတော့ကိုတုံးနေပြီပဲ။ ကျွယ်ပင်တကောင်ရာဘူးတလေ။ဘာကြီးအထင်သေးရန်ကိုကမင်းကတုံးမလားငါထိုးပြရမလား။စတာပါဗျာ။ထိုးခြင်းအောင်လန်းဆရာကိုထိုး။ဘိုးတင်ကိုလား။ဟုတ်မလားဗျာ။အခုသွားရှာမယ်အောင်လန်းဆရာကိုပြောတာ။ဘာကြီးနဲ့ဘိုးတင်ပြောနေတာကိုကြားတဲ့အခါမဘိုးတင်ကထေထေပြပြဖြစ်သွားပြီ။ဟေးလူဒီ။အောင်လန်းဆရာဆိုပြီးမင်းနဲ့ထိုးဖို့စဉ်းစားမနေနဲ့ဟော။တော်ကြထောင်ချကိုဦးမယ်။အောင်လန်းဆရာလေးလူပဲဗျ။ရရင်ကိုယ်တွေဓာတ်နဲ့ခွင့်ပြတ်တယ်မိနဲ့ထိုးလဲသေးမှာပဲလောက်ချင်ဝိုင်းပြီးရိုက်ကြတာပေါ့အဲ့ဒါကြီးနေတော့ ထိုးဖို့စဉ်းစားမနေနဲ့အောက်လန်းဆရာကဒုပြီးထားပြီးတာမဟုတ်တော့ဘူးမဘုတ်နေတေချာရှင်းပြလိုက်တဲ့အခါဖူးတီတို့နားလည်သွားတယ်အေးပါကမထိုးတော့ပါဘူးမင်းပြောတဲ့အောက်လန်းဆရာတွေ့ရင်တွေ့မတွေ့ရင်ကြွက်လေရအောင်လို့ပါအေးလီပါတော်လေးကိုဒီတိုင်းကြီးလာရတဲ့ဆိုင်တော့တကူမဟုတ်တကူလောက်အောင်မပေါ့မဘိုးတင်တို့ကအကွက်စိတ်လွန်လာတဲ့ဖူးတီနဲ့သားရကိုခေတ္တငေးကြည့်နေလိုက်ပြီးပေတူးရဲ့အကွက်စီကိုခြေဦးလှည့်လိုက်ကြတော့တယ်ဘိုးတင်တို့လာရောက်မရှိပေမဲ့ချင်းအောင်လေးတွေရဲ့ဝိုးတော်လင်းအောင်အောင်မှာပေတူးတို့ရဲ့တောင်ရအကွက်ထဲကိုသွားနေကြတယ် သူတို့ကတယောက်ကိုတယောက်ပါစကားမှမပြောကြဘူးအားလုံးရဲ့စိတ်ထဲမှာတော့အောက်လန်းဆရာဆိုတဲ့လူကိုစိတ်ကူးနဲ့ပုံပေါ်နေကြတယ်တချို့တော့အောက်လန်းဆရာကမုတ်စိတ်ကျင်းဆွေကားကားနဲ့ရိုးစိုးစိုးကြီးလို့စိတ်ကူးနဲ့ပုံပေါ်နေကြသလိုတချို့ကတော့တာမန်ရိုးစိုးစိုးတာဖြစ်မယ်လို့တွေးနေကြတယ်ဒီလိုတွေးကိုစီးနဲ့လမ်းလျှောက်လာတော့ဘေတူးတို့ရာခွက်တွေကိုရောက်လာပြီးဖြစ်တယ်ဒီနောက်တော့ဘေတူးကရှေ့ဆုံးကထွက်သွားပြီးသူ့ရဲ့အဖေနားနေကြရုံးမင်းနားကိုသွားလို့မောင်ရီထဲကရုံးမင်းကြီးကိုကြည့်ပြီးငေးနေတယ်သူ့ရဲ့စိတ်ထဲမှာဖခင်ဖြစ်သူရှိစဉ်ကာလကတကယ်ချင်းနေတဲ့ချင်းကစားချင်တာကြောင့်ချင်းခုတ်ခိုင်းနေတယ် ဖခင်ကြီးကအခုရုံးမင်းကရုံးသားကိုခေါ်လာပြီးသူ့ကိုချင်းခုတ်ပေးပါတယ်ချင်းခုတ်တဲ့အခါလေးဘေသူကသူ့ရဲ့ဖခင်နားမှာထိုင်လို့အဘကျုပ်ကိုဂျင်းတန်ရိုက်ပြီးအဲ့ဒါမှဟိုကောင်းနေဂျင်းဝိုင်းနေဝင်လို့ရမှာပြီးပါပြီလူရငါရွာလေးကလည်းတမလှမောင်စီကတန်တချောင်းတောင်းထားပါတယ်မင်းကလည်းအဲ့ဒီကောင်းနေဂျင်းကိုခွဲလို့ရအောင်ကိုအဘတေချာလုပ်ပေးပါမယ်အဘကသူတို့ဂျင်းကိုခွဲလို့ရအောင်လုပ်နေအဘခုတ်ပြီးတဲ့ဂျင်းပဲကွဲနေတာဖန်တီကြီးကအကြီးကြီးဆိုတော့အမြဲပဲ့တယ်အဘဂျင်းကလေတာတော့သူများဂျင်းတွေလည်းလေသေးဗျာ တလုံးခွဲနောက်တလုံးခုတ်ပြီးမှာပေါ့ကွာတန်လေးသာပြန်ယူထားအဖတို့ကထဲမှာရုံးဝင်တစ်ပင်လုံးရှိတယ်ကွာမင်းကောင်တွေငါတို့ရုံးဝင်ပြုံးအောင်လို့မပေါက်နိုင်ပါဘူးအဖတို့လှုပ်ပြီဗျာဖေတူးကသူတို့အကွက်ထဲကရုံးမင်းကြီးကိုကြည့်ပြီးသူ့ရဲ့အဖဖြစ်သူကအောင်မေတ္တရီရနေတယ်ဒီနောက်အမောင်ကြီးထဲမှာသူ့ရဲ့မျက်လုံးကမျက်ရည်ကြီးကျနေတာကိုမဘိုးတင်တို့ကတော့မမြင်ကြဘူးပေါ့ဒီနောက်မှာဖေတူးကမဘိုးတင်တို့ကိုစကားဆိုလာတယ်ဘိုးဒီငါတို့အကွက်ထဲတော့ရောက်ပြီဘယ်လိုလုပ်ရမှာလဲပြောအေးအဲ့ဒါခတ်တာအိမ်မက်ထဲကငါမိကလည်းမင်းဘေးရဲ့ဝိညာဉ်ကိုအောင်လန်းဆရာကြီးတရားဖမ်းထားတယ်လို့ပဲပြောတာ ဘယ်လိုပြန်လို့လောရမလဲဆိုတာတော့မပြောဘူးဟာဟဲ့ကောင်မင်းကဥုံကိုမမေးခဲ့ဘူးလားမမေးခဲ့ရဘူးကအေးကောင်းရောကွာငါတို့ကဒီကိုညာကြီးမိုးချုပ်လာပြီးဘာလို့ရမှာတော့ဖိုးတွေကညင်းညူပြီးရုံမင်းသားမှရှိတဲ့ထရေပြင်မှာထိုင်လိုက်တယ်ဖိုးတွေထိုင်တဲ့အခါမှာကျန်တဲ့သူတွေကလည်းအကုန်ထိုင်လိုက်ကြပြီးဖိုးတွေကိုကြည့်လို့တယောက်တစ်ပါးစကားဆူလာကြတယ်ဆရာကြီးဖိုးတွေငါတို့ကိုခေါ်ပြီးမဟုတ်တာလုံးမလို့တော့မဟုတ်ပါဘူးနော်အေးဟုတ်တယ်ဖိုးတွေကြည့်ရတာမယိုးဘူးဆရာကြီးကလဲထွန်းသွားနွားမေးဆိုတဲ့သူမျိုးဖြစ်နေပြီအေးကွာတကယ်ကောင်ငါတို့ဘယ်ရည်စားလို့ရမလဲ လှုပ်ရှားမရှိကြွထိုးရအောင်ကဖိုးတွေကထိုင်းနေရကသူ့ရဲ့ဘေးမှာထိုးစေထားတဲ့မင်းကိုကရင်ကစကားဆိုတော့ဘာရကထောက်ခံစကားပြောတယ်။အေးဟုတ်တယ်ဘူးတွေကြွထိုးကြရအောင်။ဘေးတူတို့ရာအဆက်မှာဦးကျော်စီလည်းရှိတယ်။အဲ့ဒီမှာကြွပေါ်တယ်ကွာ။ဖိုးတွေနဲ့သားရကကြွထိုးဖို့ရန်အတွက်အာသီသာပြင်းပြနေတယ်။အဲ့ဒီနောက်မှာမဘိုးတင်ကလည်းအားလုံးတရားဖြစ်နေလို့ကြွထိုးဖို့သဘောတူလာရတော့တယ်။မင်းငယ်နေတဲ့ဘိုးတွေကမင်းငယ်နေတဲ့ဘိုးတွေရဲ့နီးမှာယက်နေတယ်။မင်းရဲ့လေးယောက်ကယူပြက်လေးတွေကိုကောင်းစွာမြင်နေရတယ်။သားရကရောင်မြတ်ဆက်ကူတွေကိုတို့ချောက်တချောက်မှာခြိထားတာက ကျော်လန်းကိုလည်းငယ်ရှင်းပြီးဟဲ့ကောင်ဘူးတင်မင်းငိုအောင်နေနဲ့နှိမ်ပြီးပြာမမြင်ရဘူးအေးပါဗျာတိတ်လည်းမငုံရဲဘူးဗျကိုဘူးရဲ့မင်းကကြွက်မထုံးမိပဲနဲ့ကျုပ်လည်းပြင်းကိုထုံးမိမှလည်းကြောက်ရသေးတာဟာမင်းရလေအဲ့လောက်လေလက်မကမ်းသေးပါဘူးကွာဟဲ့ကောင်တိတ်မင်းမေကြီးရောကြွက်ကြီးတွေကမင်းတို့အတန်ပြဲကြီးတွေကြောင့်လာပါလိမ့်ဦးမယ်ဘေးမှာရက်ပြီးလေးဘွားကိုအသိမ်းထုတ်ထားတဲ့တာအင်းနဲ့ပေတူးနဲ့ပေတူးရဲ့စကားကြောင့်ဖိုးတင်းရဲ့သားသားကပေတူးကိုဆူဆက်ကြည့်ပြီးကျုပ်ကကိုဘူးတွေကိုပြောတာမဟုတ်ဘူးဟိုဘိုးတင်ကိုပြောတာပါဗျာ ဘေဒူးကဒီလိုပြောလိုက်မှသာရနဲ့ဖိုးရီတို့ချွတ်လန်းကိုပြန်ကြည့်လိုက်ပြီးသာရကရာမြန်ဆက်ကူဒီကိုလှည့်တယ်အဲဒီကဆက်ကူချင်းချင်းပို့လိုက်တဲ့ကတိတ်ဆိတ်နေတဲ့ဘဝဉင်ကိုဖုံးလွှမ်းသွားတယ်ထော်တော်ကြတဲ့ခါမှာလေကျော်ကြီးတစ်ခေါင်ကအတန်လာစီကိုသွားလိုက်ရက်လိုက်နဲ့ဆူဆန်းပြီးတပြည့်ပြည့်လာနေတာကိုတွေ့ရပါတယ်သာရကရာမြန်ဆက်ကူကိုလှုပ်လိုက်ရက်လိုက်နဲ့အတန်မီနေစီတယ်အဲဒီနောက်မှာကျော်ကြီးကဖိုးရီမိန်းနဲ့ထူထန်ကောင်းတဲ့နေရာမှာရက်နေကြီးဖိုးရီကမိန်းနဲ့လေကျော်ကြီးကိုချိန်ရလို့ပြစ်လိုက်တော့တယ်တကယ်ကလေကျော်ကြီးကမိန်းသွားဆူဝင်သွားပြီးတကွီးကွီးနဲ့အော်မီလို့ရုံးကန်နေပြီမဲ့ မင်းရဲ့အသွားကအကြွက်ကြီးကလုံးအောင်မယုံနိုင်ဘူးဒီအနေထားမှာတာအေးကအကြွက်ကြီးရဲ့ဦးခေါင်းနေရာကိုလေးခွနဲ့ပြစ်လိုက်တော့တဲ့မန်စွမ်းနဲ့ထိမှန်ပြီးကြွက်ကြီးကတပြိပြိငြိမ်သွားတော့တယ်ဒီမြင်ခွင့်အချင်းရာကိုတေချာစွမ်းနဲ့မြင်နေရတဲ့ပေတူးကသူ့ရဲ့စိတ်ထဲမှာအမျိုးမီမသိတဲ့စိတ်ကံစားချက်တွေပေါ်လာပြီးတော့မှကြွက်ကြီးအပေါ်သနာကိနာစိတ်တွေကပေါပေါလာတယ်ကြွက်ကြီးကိုကြည့်ပြီးသနာနေတဲ့ပေတူးရဲ့မျက်နှာကိုအခြားသူတွေကမမြင်နိုင်ဘူးအเจ้าကတော့ဘိုးလေးတို့ကမိအိမ်ကိုသူတို့လင်းစေလို့တဲ့နေရာကိုသာလင်းစေဖို့ဓမီးတရံဖြစ်စီရင်အလို့ငါတံပေါင်းအလုံးထဲမှာမိအိမ်ထည့်ထားပြီး တနေရာတဲကိုသာအပပေါက်ထားလို့ဖြစ်ပါတယ်။ဖိုးထင်းတဲ့သားကဦးဆောင်ပြီးကြွက်ထိုးတာ၅ခေါင်လောက်ရနေပြီ။ဘာကြီးကကြွက်တွေကိုကောက်ပြီးပေတူးရဲ့လွယ်တွေကိုထည့်ထားတော့မသိမရှင်ကြွက်တွေရဲ့တည်ရန်ဆဲဆဲကာလာကိုကြောပြက်နေရပြီးလူလုံးတဲ့အခါမှာလွယ်ရည်လွယ်ထားတဲ့ပေတူးကသူ့ရဲ့အသားနဲ့လွယ်ရည်ထိနေတာကြောင့်ခေါင်းကောင်းကြီးခံစားမိနေတယ်လို့ခုချင်းစာနာစေးကလည်းတူတူလာတော့ကြွက်ထိုးအပြင်နေတဲ့ဖိုးတွေကိုပေတူးကစကားဆိုတယ်။ကိုဘိုးလေးတော်ပါတော့ဗျာကြွက်တွေလည်းအများကြီးရနေပြီ။နေပေါင်းပေတူးရအခုမှ၅ခေါင်နဲ့ရှိသေးတာ။တယောက်တစ်ခေါင်စီပဲရသေးတယ်။ ချုပ်မယူတော့ဘူးဗျာကိုဘူတွေချုပ်စားယူလိုက်တော့ပြန်ရတော့ဖိုးရီပါဝင်အားလုံးသောသူတွေကပေတူးရဲ့စကားကြောင့်နားမလည်နိုင်ဖြစ်နေတယ်။လောဘကြီးတဲ့ပေတူးကဘာကြောင့်လောဘနေနေရတယ်ဆိုတာသူတို့စဉ်းစားနေပုံပေါ်တယ်။အဲဒီနောက်မှာဖိုးတွေကအမောင်ကြီးတဲ့ကပေတူးကိုကြည့်ပြီးဒီကောင်နဲ့ပါပေတူးရာနော်ဒီကောင်ရရင်ပြန်မယ်။ဖိုးတွေရဲ့စကားကြောင့်ပေတူးကမငင်းတာလို့ပဲလက်ခံလိုက်ရတယ်။မဘိုးတင်ပြနေတဲ့မိအောင်အောင်မှာချက်ဖြူကြီးဒီကောင်ကသာရရံပြန်ဆက်ွက်တန်းကိုစူးစမ်းသလိုကြည့်ပြီးရက်နေတယ်။ချက်ကြီးကဖြူပွေးနေပြီး အတော်ကအကောင်ကြီးတဲ့ကြွက်ကြီးဖြစ်တော့အလုံးကအံ့ဩနေတယ်။အဲဒီတော့မှဘိုးတွေကသူ့ရဲ့မလန်းမကန်မှရောက်နေတဲ့ကြွက်ပြူကြီးကိုမိန်းနဲ့ထိုးတော့ကြွက်ပြူကြီးစီကိုတဲ့မဲ့ဆိုနဲ့ဆိုင်ဝင်သွားတယ်။အဲဒီနောက်မှကြွက်ပြူကြီးကအံ့ဩစရာကောင်းလောက်အောင်မိန်းကြီးဆိုင်နေရကလက်ခွင်းအလေတွေကိုထွက်ပြေးသွားတော့မိန်းကြီးကလည်းကြွက်ကြီးနောက်ပါသွားတယ်။ပုံမှန်ဆိုရင်ဘိုးတွေရဲ့မိန်းချက်မိတဲ့ကြွက်ကဘလို့မှပြေးနေမှာမဟုတ်ဘူး။အခုတော့ကြွက်ကြီးကပြေးသွားတော့မိန်းမှာပါသွားတယ်။ဒါကြောင့်မဘိုးတွေတို့ကလည်းကြွက်ကြီးနောက်ကိုလိုက်ရတော့တယ်။ကြွက်ကြီးကသူ့ရဲ့မိရအောင်မှသာပြေးနေရကမိခံနီးလိုက်ပြေးလိုက်နဲ့လက်ခွင်းအတော်များများကိုဖျက်ချော်လာပြီးဖြစ်တယ်။ ဒီတော့တို့ရဲ့ရွာသားတွေပိုင်ဆိုင်တဲ့လေဒီဘက်ကိုရောက်သွားတယ်။အဲဒီလေခွင်းဒီဘက်ရောက်တဲ့အခါမှာတော့မိန်တလန်နဲ့ကြွက်ကြီးကရက်တန်သွားပြီးဖိုးတွေကသူ့ရဲ့မိန်ယူကိုခိုင်းလို့သူ့ရဲ့မိန်သားမှဆိုင်ဝင်နေတဲ့ကြွက်ကြီးကိုကြည့်ရင်ကဖိုးတင်ကိုမီးပြခိုင်းကမဖိုးတင်ကမီးပြလိုက်တယ်။မီးရအောင်မှာတော့တို့အဝေးကြီးတွေလိုက်လာရတဲ့ကြွက်ကြီးကရှိမနေတော့ဘူး။ဖိုးတင်ကြွက်ကြီးကိုတေချာထိတာပါ။အခုကြွက်ကြီးကဖျောက်သွားတာလို့ထိလို့မိန်တလန်ကြီးနဲ့ဒီတိပြေးလာတာကိုထူတော့ထူးဆန်းနေရဒီလေဒီကငါ့ဘာပြောပြောဘူးတဲ့ဘယ်ကမှမသိတဲ့လူကြီးပိုင်းတဲ့လေဒီမလား။ ဟုတ်တယ်ကသူတို့ဒူးဒူးဆန်းဆန်းဖြစ်နေစီမှာနွားမောင်းတဲ့နေကိုကြားပြီးမဘိုးတင်တို့မီးရင်ကိုမှုတ်ပြီးညင်နေလိုက်လို့အသံတို့တို့နဲ့ဖိုးတွေကစကားဆိုတယ်ဟဲ့ကောင်ဒီဒီအချင်းကြီးဘဲကနွားတွေမောင်းနေတာလေဒီဘက်မှာဘယ်သူမှလည်းမနေပါဘူးဟိုဘက်မှာတို့ရသားတွေမသွားတဲ့လေဆောင်တဲကြီးရှိတယ်လေဘယ်သူမှလည်းမနေပါဘူးအဲ့တလူနဲ့သူတို့ကဒူးဒူးပြောရင်ကလေဆောင်တဲကြီးဘက်သွားတယ်ကတဲကြီးကမီးရောင်နေထိုင်နေနေပြီးတဲကြီးပြေးမှာတော့ရုပ်ပြက်လေတွေကိုထည့်ထိုးနေတယ်ထဲရှင်းလေးရှင်းကိုတွေးလိုက်ရတယ်နွားတွေနဲ့လူတွေကပေါ်တလဲပြောက်တလဲဖြစ်နေတယ် နွားတရဘူးမှာချိန်ဆွဲထားတဲ့မီးရောင်ကြောင့်မြင်နေရပါတယ်။အဲ့ဒါလိုဒူးဆန်းစွာနဲ့ထဲထိုးနေတဲ့ထင်ရှင်းတွေကိုလေကစင်းမှာဝုတ်ပြီးချောင်းကြည့်နေတဲ့မောင်ဘိုးတင်တို့ကဘီတူကဖိုးတွေကိုလက်ကိုကုတ်ပြီးကုဘူတွေဟိုဟာကျုပ်အဖမလား။ဟာဟုတ်တယ်ဟာအဲ့ဒါမင်းအဖကွာ။သူတို့နဲ့မလမ်းမကမ်းမှာထဲထိုးနေတဲ့ထဲရှင်းကဦးကျော်လိုင်းထဲထိုးနေတာဖြစ်ပါတယ်။ဦးကျော်လိုင်းနဲ့နွားတရှင်းကပေါ်လိုက်ပြောင်းလိုက်နေထဲထိုးနေတယ်။သူ့ရဲ့မျက်နှာကအတော်ကိုညှို့ငယ်နေပြီးမြင်ရတဲ့ဘီတူကသူ့ရဲ့ဘာကိုကြည့်လို့အတော်ကိုမှစိတ်မကောင်းဖြစ်ပြီး အတော်အသင့်ကျေးရတဲ့အတန်းနဲ့ခေါ်လိုက်တယ်။အဖဘာလို့လုံနေတာလဲ။ကျုပ်လီအဖသာပီတူးပါ။ပေါ်လိုက်ပြောလိုက်ဖြစ်နေတဲ့ဦးသန်းလိုင်းဝိညာဉ်ကပီတူးပြောတဲ့စကားကိုကြားတယ်ထင်တယ်။ထဲထိုးနေရကရက်လိုက်ပြီးတော့ဟိုကြီးကြီးလှုပ်တော့ခြေလောင်းနဲ့အတန်းတစ်ခုကလဲဆောင်တဲစီကပေါ်လာတယ်။ဘူကောင်ထဲမတူးပဲဘာလို့လုံနေတာလဲ။နာကျင်လို့လား။ဒီအတန်းကိုကြားတော့ဦးသန်းလိုင်းကထဲဆက်ထိုးနေတယ်။ဦးသန်းလိုင်းဒီလိုပဲတခြားထဲထိုးနေတဲ့သူတွေကလည်းမျက်နာတွေကမသာရကြဘူး။ဒီအချင်းရကိုကြည့်ပြီးမဘိုးတင်ကသဘောပေါက်သွားပြီ။ဒါကြောင့်ဘိုးတင်ကအတန်းခတ်တူးတူးနဲ့ဟေးလူကြီး ဖေဒူအပဝိညာဉ်ကိုနှုတ်ပြီးထေထုတ်ခိုင်းနေတာအောက်လန်းစရာဖြစ်မယ်ဟုတ်တယ်အရှင်ကဒီလေတွေကိုဘယ်သူမှမလုပ်ဘဲနဲ့စဘာပဲရီနှမ်းနေအချိန်တိုင်းပေါက်နေတယ်ဆိုပြီးငါပါပြောဘူးတယ်လက်ဆက်တော့အောက်လန်းစရာကထေထုတ်ကောင်းတဲ့လူတွေကိုဝိညာဉ်တွေနှုတ်ပြီးခိုင်းနေတာကိုဟိုးကနွားတရှင်ကလည်းရွာထဲကကုတာဒီရဲ့ဖိုးတီဗီသေးသွားတဲ့နွားတွေပဲမလာတာဟုတ်တယ်ကဒီအောက်လန်းစရာကလူတွေကိုပါမဟုတ်ဘူးနွားတွေကိုပါဒုက္ခပေးတာကိုဖိုးတီနဲ့သားရစကားပြောနေစမှာဖိုးတီအနာကမိန်းကိုပေတူးကောက်ခိုင်းလိုက်ပြီးအမောင်ထဲကနေလို့လေထဲဘက်ကိုချင်းကပ်သွားတော့ ဖိုးတွေတို့အတန်တို့တို့နဲ့ထားပြီးမယ်လေဒါမရဘူးဖေတူဘယ်သွားမလို့လဲတမ်းမရအောင်မယ်လေကွာဖေတူမသွားနဲ့ရအတန်ချင်းချင်းနဲ့ပြောလဲမရတာကြောင့်အတန်ခတ်တို့တို့နဲ့မဘိုးတွေတို့ကဖေတူရဲ့နောက်ကိုလိုက်ပါသွားကြတော့တယ်ဖေတူကမင်းကိုကိုင်းပြီးလဲဆောင်တဲ့နီးကိုကတ်သွားတယ်လဲဆောင်တဲ့တဲမှာတော့အသက်60ပြည့်လူကြီးကဆေးဘောလေးကိုခဲရင်ကလဲဆောင်တဲ့ဘောမှာထိုင်နေတာကိုထဲချမ်းမြေမှာချထားတဲ့အဲ့ဒီလူကြီးရဲ့မိင်းကအလင်းရောင်ကြောင့်ကောင်းစွာမြင်နေရတယ်ဒီတော့ဖေတူကအထွေထူးစဉ်းစားမနေတော့ဘဲနဲ့အတန်ငယ်နီးကတဲ့နေရာကနေပြီးသူ့ရဲ့လက်ထက်ကမင်းနဲ့ပြစ်တော့ လူကြီးကသူ့ရဲ့လက်မျိုးစီကိုတဲ့မဲ့စွာဝင်လာတဲ့မင်းကိုအသာအယာရှောင်တင်းဖမ်းလို့ထဲထိုးနေတဲ့ကောင်တွေရန်သူလာတဲ့ဝိုင်းကြစံအောက်လန်းဆရာကြီးရဲ့ကျေလောင်တဲ့စကားတန်ကြောင့်ထဲထိုးနေတဲ့ဝိညာဉ်တွေကပေတူးရှိရာနေရာကိုဝိုင်းလဲကြတယ်ထေရကဝိညာဉ်တွေရဲ့နွားတပုတ်မှချိန်ထားတဲ့လင်းအောင်ကြောင့်ပေတူးကိုကောင်းစွာမြင်နေပြီးဝိညာဉ်ဦးတန်လန်ကသူ့ရဲ့သားဖြစ်နေတာကြောင့်ထဲကောင်းကိုလှုပ်ပြီးပေတူးနဲ့မလက်မကတ်မှာဘောလိုက်ပြောက်လိုက်ရက်နေလို့ပေတူးမင်းဘလို့ရောက်လာတာလဲအဖကိုချုပ်ထားတယ်ဆိုပြီးဘိုးတင်မျိုးလိုလာခေါ်တာဟုတ်တယ်အဖလည်းမင်းတို့စီလာနေတာ အဖဘယ်မှာသွားလို့မရဘူးသားဖလေးရောက်စကားပြောနေစမှာလေတဲတဲကအောက်လန်းဆရာကြီးကတဲတဲကထွက်ပြီးဝင်းကြီးနေဝိုင်းထားတဲ့ပေတူးနဲ့ပေတူးအဖနာကိုယောက်လာလို့သားလေးမလေးနဲ့လာတွေ့နေတာဘူးကဟိုကောင်တန်းလိုက်မင်းကနာကျင်လို့ကိုယ့်နေရာကိုမနေတာလားမနေဘူးမင်းတို့ငါးသားအထိမကြိုးစားနဲ့ဦးသက်လိုင်ကအောက်လန်းဆရာကြီးစီကိုပြေးလာပြီးတိုက်ခိုက်လိုက်တော့တယ်သို့တော်လည်းအောက်လန်းဆရာကြီးကိုသူထိလို့မရဘူးအဲ့ဒီကအောက်လန်းဆရာကြီးကတစ်ချက်ပြုံးလို့ဩတန်းလိုက်မင်းကကိုထိလို့ရပါမြင်သိနေသလားမင်းထေကောင်းကိုထိခိုင်းနိုင်တယ်ဆိုတာ ငါခွင့်ပြုထားလို့ကွအောင်လန်းဆရာကြီးပေတူဘာနဲ့စကားပြောနေဒီမှာမမိုးတင်တို့ကအောင်လန်းဆရာကြီးရဲ့လက်ထဲနီးကိုရောက်ရှိနေပြီဖြစ်တယ်အဲ့ဒီနောက်တဲအတွင်းကိုခဲခက်ကြည့်တော့အိုးကြီးအိုးသေးတွေနဲ့ဘွဲတွေတင်တဲ့သားကိုတွေ့ရပြီဒီလူကြီးရဲ့အစီရင်ကအခုလက်ထဲလေးမှသာရှိမယ်လို့တွေးပြီးလက်ထဲကိုမြင်းနေကရင်းနေစီမိဘကိုထုတ်လို့မမိုးတင်တို့ကတဲရင်ကိုမိတယ်လဲကြတော့တယ်ဘိုးတင်တို့မိတဲ့နေတာကိုမြင်တဲ့အခါအောင်လန်းဆရာကြီးကထိတိပြပြဖြစ်သွားပြီးဟေးဟေးဖေရောက်ကောင်းနေလေဟာငါတဲကိုမိရှို့နေတာ အောင်လန်းဆရာကြီးကဗဇက်ကပြောလဲပြောလက်ထဲကမိနေအာကုန်ပြတော့ဘိုးထင်ရဲ့ရင်ဘက်ကိုတက်မဲ့ဆွမ်းနဲ့ဝင်လာတာကိုတဲကိုလောင်နေတဲ့မိရအောင်မှာဘိုးထွေးကမြင်နေရလို့မဘိုးထင်ကိုခြေထောက်နဲ့ကံပြီးတွန်းလိုက်တော့ဘိုးထွေးရဲ့ခြေသလုံးစီကိုမိန်းကဆိုက်ဝင်သွားပြီဟာတေးပါပြီနားလိုက်တာဘိုးထွေးမင်းခြေထောက်ကိုမိန်းဆိုက်သွားပြီနားလိုက်ကမင်းမကြီးတို့နားလာဖို့ဟာတော်သေးတာပေါ့ကွာရင်ဘက်မှန်မှန်လို့တော်စကားများမနေနဲ့ဟိုမှာမင်းမလင်းကြီးကပြေးလာနေပြီတခုခုလုံးအေးငါမိန်းနဲ့ပြေးမကွာဒါရကပြောပြောဆိုဆိုနဲ့ဘိုးထွေးခြေထောက်ကဆိုက်ဝင်နေတဲ့မိန်းကိုဆွဲထုတ်တယ် ခွေးသားသားလားငါ့ကိုသေးအောင်တတ်နေတာလားဟာအမလီသေးပါပြီဗျာနောက်ဆိုလက်ခွေးမတော့မှချွတ်မထူးတော့ဘူးဖိုးထွေးကနာကျင်စားနဲ့အောင်နေတာကိုသာရကဂယူးမဆိုင်သူတို့အနာရောက်လာတဲ့အောင်လန်းဆရာကြီးစီကိုမိန့်ပြလိုက်တော့အတော်နီးကနေတဲ့မူအောင်လန်းဆရာကြီးရှောင်းခြင်းမရဘဲနဲ့ပေါင်ရင်းကိုစိုက်ဝင်သွားပြီနာကျင်စားနဲ့အော်လို့လဲကြသွားတယ်ဒီနောက်တော့အောင်လန်းဆရာကြီးကတပြေးပြေးနဲ့လူပုံစံကနေချွဲကြီးတကောင်ပြစ်ကိုပြောင်းလို့ခြေတော်တစ်ဖက်ထော်နေထော်နေကခြေဦးတရပြေးသွားတယ်မပြေးလို့လည်းမဖြစ်ဘူးဘာကြောင့်လဲဆိုတော့မောင်မိုးတွေတို့ရှုလိုက်တဲ့လင်းဆောင်တဲတွေကအမေရောက်ရေးတွေကလွင့်ပြန်နေပြီး တောက်ခေါက်တန်းနဲ့ဂျိမောင်းတန်းကြောင့်ဖြစ်ပါတယ်။ငါတို့ချုပ်ထားတဲ့အောင်လန်းစရာနေ့လဲကြပြီလွန်အောင်ပြေးစမ်းငါတို့နှစ်ပေါင်းများစွာချုပ်ပြီးအနိုင်ကျင့်တဲ့လုပ်တွေခိုင်းနေကောင်အရင်မဲကြီးကကျွဲပြပြောင်းပြီးပြေးသွားတဲ့အောင်လန်းစရာကြီးနောက်ကိုလိုက်သွားတယ်။ဖေတူအဘကသူ့ရဲ့သားနာကိုသွားလို့ဖေတူသားအဖလှုပ်ပြီးတင်နေဒါပေမဲ့အဖကိုတခုခုကဆွဲနေသလိုဖြစ်နေတယ်။အဖဖေဟိုသွားနေတာလေအဖကကျုပ်တို့ရမဟုတ်ဘူးလေအဖသွားနေတာမဟုတ်ဘူးကသူ့အလိုလိုအဖရောက်နေတာအဖကိုဆွဲနေတာ ဖေဒူးကဘောလိုက်ပြလိုက်နဲ့အနောက်ကိုတပြေးပြေးမျောနေတယ်။သူ့ရဲ့အဖာနောက်ကိုလိုက်ပြီးစကားတွေပြောနေတယ်။အဖာရက်တော့ဗျာချို့လို့နေပဲအတူတူနေနေချင်တာပေါ့ခါသားရအဖာကိုမိမသွားနဲ့မိမေကိုပြောလိုက်အောင်အဖာကအခုချိန်ထိမိမေပေါ့ကိုတခါမှသစ္စာမဖောက်ခဲ့ဘူးဘူးလို့အမေအဖာကိုယုံပါတယ်ဗျာဝတိပါနေလို့ရှောင်ပြောနေတာပါဖေဒူးရဲ့အဖာကဘောလိုက်ပြလိုက်နဲ့လေခွင်းတွေကိုဖြတ်ပြီးတပြေးပြေးလင်းမြန်စွာနဲ့ပြပွဲသွားတော့နောက်ကနေပြေးလိုက်နေတဲ့ဖေဒူးကကစင်းတွေကိုခလုတ်တိုက်ပြီးအလဲလဲကွဲကွဲဖြစ်နေပြီမဲ့လဲလိုက်ထားပြေးလိုက်နဲ့သူ့ရဲ့ဖခင်လုံးဝပြောက်ွယ်သွားတဲ့နေရာရောက်မှ ရုပ်ပြတွေထဲမှာဒူးတော့ထိုင်ချပြီးသူ့ရဲ့ဘကိုအော်ခေါ်နေတော့တယ်။မကြတော့ချိန်မှာဘိုးတင်တို့ကဘိုးတွေကိုတွဲပြီးဖေဒူနာကိုယောက်လာတယ်။ဘိုးတွေကလည်းသွေးတွေတော့ထွက်သွားတာကြောင့်အားနေနေချင်းခြေောက်ကတရားကိုသွေးတွေစီဖို့မဘိုးတင်တို့ကသူ့ရဲ့အင်ဂျင်တွေကိုပတ်ပေးထားတဲ့အတွက်သူ့ရဲ့ကိုမာကတော့ဝယ်စားမပါတော့ဘူး။ဖေဒူကဘိုးတွေပြေကိုမြင်တဲ့အခါခြေခွေးနေရာကနေချက်ချင်းပြောက်ခင်းလို့ကိုဘိုးတွေကိုဘိုးတွေအဆင်ပြေလား။ရပါတယ်ကွာ။ငါမင်းဘနောက်တော့လိုင်းရမယ်မထင်သေးပါဘူး။ငါ့ကိုကဲခြင်းမိကျော်လေးကိုတောင်းပေးပါ။ ဟာကိုကိုဖိုးတွေဟဲ့လူသတိထားအောင်လေဗျာငါဘာမှမဖြစ်ပါဘူးကွာမြင်မြန်သာရာရောက်သွားကြပါတော့ဒါရငါ့ကိုခုံးဖို့ကွာနော်အေးပါကွာမင်းကဒဏ်ရာနဲ့ဆိုတော့ပိုးရမှာပေါ့ငါချက်တော့ကပြန်ရောခေါင်းမှာမလားခေါင်းမှာလေကွာမကောင်းရင်လည်းဖျက်ရအောင်တဲ့မပူပါဘူးမင်းတို့အားပေးတာလဲချမ်းလိုက်တာ အမလီမိကျော်မိကျော်သူများတွေကအမိတတယ်မင်းကမိကျော်တတယ်မေရာယူရတော့ကွာမိကျော်တို့နဲ့အာတင်းပြီးအသက်ရှင်နေရတယ်ဆိုတာမင်းတို့မသိပါဘူးကွာဒီလိုနဲ့ဒါရကဖိုးတွေကိုခုံးဖို့ပြီးရွာကိုပြန်ကြတယ် ။ခြေထဲသူတွေကဖိုးလေးကိုဘေးကနေစကားတပြေပြောနဲ့စိတ်ပူပန်နေကြတော့တယ်။ဒီကနေ့တင်ဆက်ခဲ့တဲ့ဝတ္ထုကလေးကတော့အောက်လန်းဘိုးထင်းရဲ့ဝိညာဉ်ထောင်ဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးခဲ့တာပါ။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြပါအောင်ခင်ဗျာ။ဘေးနာက notification လုံးနဲ့နှိပ်ပေးထားပါအောင်။နားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်။